မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီသမားလ6ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဗမော်မြို့မှာမနေ့ကစစ်ကောင်စီတပ်များနဲ့ KAI ဦးဆောင်တဲ့တော်လိုင်းတပ်များကြားမှာတိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားခဲ့ပြီးတဲ့နောက်မြို့ထဲမှာရှိတဲ့စစ်ကောင်စီရဲ့ဌာနဆိုင်ရာရုံးအများစုကိုတော်လိုင်းတပ်များကထိ ंछ ုပ်ထားလိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလ၄ရက်နေ့မနေ့9နာရီကစတင်ပြီးတော့ KAI ဦးဆောင်တဲ့တော်လိုင်းတပ်များကဗမော်မြို့နယ်မန်စီမြို့သိမ်းတိုက်ပွဲများကိုဆင်နွှဲခဲ့ပြီးတော့မနေ့ကဒီဇင်ဘာလ9ရက်နေ့တရက်လုံးမှာစစ်ကောင်စီတပ်များနဲ့ KAI ပူးပေါင်းမဟာမိတ်တပ်များကြားမှာတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။မနေ့က ဗမော်မျိုးထဲမှာပါတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတော့ KI ပူးပေါင်းမဟာမိတ်တပ်များကဗမော်မျိုးတွင်းထဲကိုဝင်ရောက်ကစစ်ကောင်စီရဲ့ဌာနဆိုင်ရာရုံများအားလုံးကိုထိန်းချုပ်ထားလိုက်ပြီလို့သိရပါတယ်။အကြမ်းစစ်ကောင်စီကဗမော်မျိုးထဲကိုဥတီပြီးတော့လက်နက်ကြီးများနဲ့ပစ်ခတ်ခြင်းလေကြောင်းကနေတိုက်ခိုက်ခြင်းများကိုဇက်တိုက်ဆောင်ရွက်ခဲ့ရာအ ਨੇ စုံပြည်သူ9ဦးခန့်တေဆုံးပြီးတော့10ဦးထက်မနည်းဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။ဗမော်မျိုးထဲမှာရှိတဲ့အစိုးရဌာနရုံတွေအားလုံးကို KI နဲ့မဟာမိတ်တွေကထိန်းချုပ်ထားလိုက်ပြီးတိုက်ပွဲကတော့အပြင်းထန်ဖြစ်ပွားနေတဲ့နေရာက အမှန်27တက်အမှန်27ဆက်စည်ကိုကဲမှုဌာနချုပ်မင်းလာတက်ဗမော်တက်ကတော်အနီးပတ်ဝန်းကျင်နဲ့ခလာရ49တိုင်ရင်းတွေမှာဖြစ်ပါတယ်မြို့ထဲကိုလည်းမဟာမိတ်တက်တွေဝင်လာတော့တိုက်ပွဲတွေကအရန်ကိုပြင်းထန်နေတယ်မြို့ထဲမှာပြည်သူတွေပိတ်မိနေတာလည်းရှိတော့စစ်ခွေးတွေကမြို့ထဲကို လက်နက်ကြီးတွေနဲ့ရန်တပ်ပစ်ခတ်နေတဲ့အတွက်ပြည်သူအနည်းဆုံး9ယောက်သေးတဲ့10ယောက်ကျော်ဒဏ်ရာရရှိသွားတယ်လို့ KIA ရဲ့သတင်းရင်းမြစ်ကရှင်းပြထားပါတယ်။လက်ရှိအချိန်ထိစစ်ကောင်စီရဲ့ဗမော်မျိုးပြင်မှာရှိတဲ့ကာကင်းစခန်းအများစုကိုတိမ့်ပိုက်ထားနိုင်ပြီးတော့တပ်ရင်းဌာနချုပ်များနဲ့ဗဟိုအချက်အချာကြတဲ့စစ်စခန်းများကိုထိုးစစ်ဆင်နေစေဖြစ်တယ်လို့သိရပါတယ်။ဒါ့အပြင်မန်စီမြို့ပတ်မှာလည်းတိုက်ပွဲများပြင်းထန်နေပြီးတော့အကြမ်းဖက်စစ်ကောင်စီရဲ့ခမရ39ခမရ600နဲ့ခမရ993အမြောက်တပ်ရင်း3ခုကိုလည်းတပြိုင်တည်းထဲဝန်းဝန်းပြီးတော့ပိတ်ဆို့တိုက်ခိုက်လျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ် KNU တပ်မဟာ9နယ်မြေဖောက်ပုံခရိုင်မှာနိုဝင်ဘာလတိုက်ပွဲများအတွင်တိုက်ရဲမှုတအုပ်နဲ့ဒုတိုက်ရဲမှုတအုပ်အပါအဝင် စစ်သား88ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ10ရက်နေ့ကနေ30ရက်နေ့အထိကရင်ပြည်နယ်ဖောက်ပုံမူထရခရိုင်အမှတ်9တပ်မဟာထိန်းချုပ်နယ်မြေအတွင်းမှာ KNL ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်အမှတ်9တပ်မဟာ ပူပေါင်းမဟာမိတ်စစ်တီတော်များနဲ့အကြမ်းဖက်စစ်ကောင်စီတပ်များကြားမှာတိုက်ပွဲပေါင်း53ချိန်တိတိဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲများအတွင်မှာအကြမ်းဖက်စစ်ကောင်စီဘက်ကစစ်သား88ဦးသေဆုံးက73ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။သေဆုံးသွားတဲ့အကြမ်းဖက်စစ်သားများထဲမှာတပ်ရင်းမှုတအုပ်နဲ့ဒုတပ်ရင်းမှုတအုပ်တို့လည်းပါဝင်တယ်လို့သိရပါတယ်။ဒါ့အပြင်အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများဖြစ်တဲ့ကူးစိတ်စခန်းနဲ့မထောစခန်းတို့ကိုလည်း KNLA တပ်မဟာစစ်တီတော်များနဲ့ပူပေါင်းမဟာမိတ်တပ်ဖွဲ့များကအလုံးစုံတိုက်ပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။နိုဝင်ဘာလတလတာအတွင်မှာအကြမ်းဖက်စစ်ရှုံးတပ်က ၊လေရင်အားကုန်းနဲ့ဘုံဒီ16လုံးကျဲချခဲ့ရာအပြစ်မဲ့တဲ့ပြည်သူများနေထိုင်ရာရပ်ရွာနဲ့လောက်ကင်စားတောက်ရာနေရာများအတွင်းကိုဘုံဒီ3လုံးကျက်ရောက်ပောက်ကွဲခဲ့ပြီးတော့အပြစ်မဲ့တဲ့ပြည်သူတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆလာပြီတော့တင်ဆက်ပေးရမယ့်သတင်းကတော့အချမ်းဖတ်စစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာပြင်းဦးလွင်ကိုခိုးချောင်ခိုးဝက်ရောက်ရှိနေပြီးတော့ចောင်းစင်းပွဲများပြုလုပ်နေပြီးတမျိုးလုံးလုံခြုံရေးတွေတင်းကျပ်ထားတာက ဒရုန်းများနဲ့ပါကင်းထောင်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခုဒီဇင်ဘာလဇန်ပိုင်းမှာပြုတ်လုတဲ့စစ်တပ်ကတို့ DSA နဲ့စစ်နည်းပညာတပ်ကတို့ DSTA ကြောင်းစင်းပွဲတက်ရောက်ရန်အတွာအကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကပြင်ဦးလွင်ကိုရောက်ရှိနေခြင်းဖြစ်တယ်လို့သိရပါဗါတယ်။တော်လိုင်းတပ်များရဲ့ short တိုက်ဒုံးနဲ့ပြစ်ခတ်မအားကိုဆိုးရိမ်ခြင်းဒရုန်းနဲ့တိုက်ခိုက်ခံရမှာကိုပူပန်နေတဲ့အတွာ၎င်းရဲ့ခရီးစဉ်ကိုမင်းအောင်လှိုင်ကခိုးကြောက်ခိုးဝှက်လာရောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါတယ်။စစ်ကောင်းစီရဲ့သတင်းစာများမှာအကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကြောင်းစင်းပွဲတက်ရောက်တဲ့သတင်းများကိုမဖော်ပြဘဲ၎င်းပြင်ဦးလွင်ကနေပြန်လည်ထွက်ခွာချိန်မှလား သတင်းပြန်လည်ဖော်ပြမှာဖြစ်တယ်လို့သိရပါဗျ။မြို့ရင်းကလမ်းတွေနဲ့ DSA ကိုဝင်တဲ့လမ်းတွေအားလုံးမှာလုံခြုံရေးတွေချထားတယ်။အရင်ကာလတွေထက်လုံခြုံရေးကအရန်ကိုတင်းကျပ်ထားတယ်။မမြင်ဘူးတဲ့စစ်ကားတွေနဲ့ပါလုံခြုံရေးတွေယူနေတာနေရောညပါ drone တွေကလည်းပြုံးလွင်မြို့ပေါ်မှာပြန်ဝဲပြီးတော့ပတ်နေတယ်။အခုဆိုရင်မြို့ထဲမှာတွားလာရတာအဆင်မပြေဘူး။အခုလုံခြုံရေးတွေတင်းကျပ်ထားတဲ့အပြင်လမ်းတွေကိုပါပိတ်ထားတော့လက်လုံလက်စားတွေလည်းအခက်အခဲဖြစ်နေပြီးအလုပ်တွေပါနားထားရတယ်လို့ပြင်းလွင်ဒေသသတင်းရင်းမြစ်ကပြောဆိုထားပါဗျ။မင်းအွန်လိုင်းပြင်းလွင်ကိုရောက်ရှိနေခြင်းကြောင့်ဂျမ်မာတက်ဆင်ထားတဲ့စစ်ကားကြီးများ DSA စစ် စ်တက်ကတော့အနည်းနဲ့ DSTA အနည်းနာမှာရပ်ထားတယ်လို့သိရပါတယ်။အဲ့ဒီနေရာများကိုရောက်ရင်ဖုန်းလိုင်းတွေဟာလုံးဝပြတ်တောက်သွားတယ်လို့သိရပါတယ်။ DSC နဲ့ DSC တက်နာကလုံခြုံရေးအထူးခြားထားတဲ့နေရာနာကိုရောက်ရင်ဖုန်းလိုင်းတွေကမကောင်းတော့ဘူး။လိုင်းကတော့အရင်လိုဖြတ်တာမဟုတ်ဘူး။ဒါပေမဲ့လုံးဝကိုလိုင်းမကောင်းဘူးလို့ပြင်းလွယ်ဒေသသတင်းရင်းမြစ်ကပြောပါရယ်။အခုနှစ် AP လ14ရက်နေ့တကြံကာလမှာအကြမ်းဖက်စစ်ကောင်းဆောင်မင်းအွန်လိုင်းပြင်းလွယ်ကိုရောက်ရှိနေတဲ့အချိန်တော်လိုင်းတပ်များက short တိုက်ဒုံးအလုံးရေ30ထက်မနည်းပြစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးတော့ပြစ်ခတ်ခံရတဲ့ဒုံးနဲ့ပြစ်ခတ်ခဲ့တဲ့ညမှာညာတွင်ချင်းမှာတင်အကြမ်းဖက်စစ်ကောင်းဆောင်မင်းအွန်လိုင်းဟာ ရဟတ်ရင်နဲ့ပြည်ဦးလိန်ကနေနေပြည်တော်ကိုချက်ချင်းထွက်ပြေးခဲ့မှုကြောင့်တရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အချမ်းဘတ်စစ်ကောင်စီကစစ်ဆေးစီအဝံများကိုရှေ့တန်းကိုဆေးလွတ်နေခြင်းနဲ့ထွက်ပြေးမှုများများပြားနေခြင်းတို့ကြောင့်လူအင်အားမလုံလောက်တော့တဲ့အတော့ဘွဲ့လုံတန်တန်းတက်ရောက်နေတဲ့အရာရှိစစ်ဆေးစီအဝံများအားလုံးကိုစစ်ဆေးရုံများကိုအတင်းအကျပ်ဆေးလွတ်နေရချထားနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီကရှေ့တန်းစစ်မြေပြင်များကိုစစ်ဆေးစီအဝံများဆေးလွတ်လာခြင်းစစ်ဆေးတပ်ကအရာရှိများနဲ့တူနာပြူများထွက်ပြေးမှုတွေများပြားလာခြင်းတွေအပါအဝင်လူအင်အားမလုံလောက်ခြင်းတို့ကြောင့်အခုနှစ်ဩဂတ်လနဲ့စက်တဘာလအတွင်းမှာစစ်ဆေးတပ်က ို့မှာဘွဲလုံတင်တဲ့တက်ရောက်နေတဲ့အပတ်စဉ်၅ခုကစစ်စစ်အရာရှိများကို နေပြည်တော်ပြင်ဦးလွယ်မိထီလာအောင်ပန်းစတဲ့စစ်ဆေးရုံများကိုအတင်းကျပ်ဆေလွတ်နေရာချထားခဲ့တယ်လို့စစ်ဆေးအတိုင်းဝိုင်းကပြောဆိုထားပါတယ်တက်မတော်စေးတက်ကတူဘွဲ့လုံးတင်တန်းတက်ရောက်နေတဲ့အပတ်စဉ်28 29 30 31 32တက်နေတဲ့စစ်ဆေးဆရာဝန်တွေအားလုံးကိုနေပြည်တော်ပြင်ဦးလွယ်မိထီလာအောင်ပန်းစတဲ့စစ်ဆေးရုံတွေကိုဆေးလွတ်ခဲ့ပါတယ်အဓိကကတော့ဆေးရုံတွေမှာလူဝင်အားမလောက်ဘူးဆိုတဲ့အကြောင်းပြချက်နဲ့ဆေးလွတ်ခဲ့တာပါသူတို့ဘွဲ့လုံးတင်တန်းတွေကိုရက်ပြီးတော့တာဝန်ချထားတဲ့နေရာတွေအားလုံးကိုလွှတ်တာဖြစ်ပါတယ်လို့ စစ်စေးအတိုင်းဝိုင်းကပြောဆိုထားပါတယ်စစ်တပ်စီးတဲ့ကအရာရှိဆရာဝန်များစစ်သားများကိုရှေ့တန်းကိုဇက်တိုက်ဆေလွတ်နေတဲ့အတွက်စစ်စေးတပ်အတွင်းမှာစစ်ကောင်စီအပေါ်မကျေနပ်မှုတွေကြီးထွားနေတယ်လို့သိရပါတယ်စစ်အာဏာသိမ်းပြီးတဲ့အချိန်ကစတင်ပြီးတော့လက်ရှိအချိန်ထိစစ်စေးတပ်များကစစ်စေးဆရာဝန်များနဲ့တူနာပြုများဟာထွက်ပြေးမှုများဇက်တိုက်များပြားနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာတိုင်းနိုင်ငံလုံးရဲ့လျှက်စစ်ဓာတ်အားလိုအပ်ချက်ရဲ့35ရာခိုင်နှုန်းဝင်းကျင်သောဓာတ်အားထုတ်လုပ်နိုင်တဲ့အတွက်ရန်ကုန်မန္တလေးအပါအဝင်မြို့ကြီးများအားလုံးမှာမိပြတ်တောက်ချိန်အလွန်ကြာမြင့်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခုဒီဇင်ဘာလဇန်ပိုင်ကစတင်ပြီးတော့တိုင်းနိုင်ငံလုံးမှာလျှက်စစ်ဓာတ်အားတရက်ကိုမဂါဝတ်2000ဝင်းကျင်သာထုတ်လုပ်နိုင်တဲ့လို့သိရပါတယ်။တိုင်းနိုင်ငံလုံးတရက်ကိုလျှက်စစ်ဓာတ်အားလိုအပ်ချက်9443မဂါဝတ်ရှိတဲ့အတွက်လက်ရှိ ထုတ်လုပ်နိုင်တဲ့လျှက်စစ်ဓာတ်အားဟာ35ရာခိုင်နှုန်းဝင်းကျင်သာရှိတော့တယ်လို့သိရပါတယ်။ဒါကြ ောင်းရန်ကုန်မန္တလေးအပါအဝင်မြို့ကြီးများအားလုံးမှာမိများအလွန်အချိန်ကြာမြင့်စွာပြတ်တောက်လာခြင်းဖြစ်တယ်လို့သိရပါဗျာ။ အခုအချိန်ကမီးပြတ်တာကလာချိန်လဲပြတ်ပြတ်ချိန်လဲပြတ်တနေ့ကိုအ ਨੇ ဆုံး17နာရီကနေ16နာရီလောက်ကမီးပြတ်နေတာပုံမှန်လဲမလာတော့ဘူးလာချိန်တလို့လာတယ်ပြတ်ချိန်တလို့ပြတ်တယ်လို့ရန်ကုန်တိုင်းရွှေပြည်သားမြို့နယ်ကပြည်သူတို့ကပြောဆိုထားပါတယ်ဒါအပြင်တနေ့ကိုမီးပြတ်ချိန်တစ်ချိန်ကို6နာရီနှုန်းနဲ့6ချိန်သာမီးပြတ်ရာကနေယခုကည9နာရီကနေည17နာရီအချိန်အထိပါတစ်ချိန်ထပ်တိုးပြီးတော့တိုးမြင့်ပြီးမီးပြတ်ထားတယ်လို့သိရပါတယ်စက်တင်ဘာလနဲ့အောက်တိုဘာလအတွင်းမှာဖြစ်ပေါ်ခဲ့တဲ့ရေကြီးရေလျှံမှုများကြောင့် ဘလူးချောင်းလောပိတာရေအားလျက်စစ်စက်ယုံများ ရွှေလီရေအားလျက်စစ်ထုတ်ဆက်ယုံပေါလောင်ရေအားလျက်စစ်ထုတ်ဆက်ယုံများမှာရေအားလျက်စစ်ထုတ်လုပ်တဲ့ဆက်များရေဝင်ပြီးတော့ပျက်စီးခြင်းရေအားလျက်စစ်ဆက်ယုံများမှာရေကြီးမှုများကြောင့်ပျက်စီးမှုများဖြစ်ပေါ်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီပျက်စီးမှုများကိုယခုအချိန်အထိပြင်ဆင်နိုင်ခြင်းမရှိသေးပဲရေအားလျက်စစ်ထုတ်လုပ်ရေးလုပ်ငန်းများရပ်ဆိုင်းထားရတယ်လို့သိရပါဗျ။စက်မှုစုံများကိုလည်းနိုဗ ెంబ ာလကစတင်ပြီးတော့တရက်ကိုလျက်စစ်မီ၄နိုင်ဤသာပေးထားရကနေပြီးတော့ယခုအခါစက်မှုစုံများမှာပါတရက်ကို၄နိုင်တောင်မီးမရတော့ဘူးလို့သိရပါဗျ။ညရာသီဆိုရင်မီးပြတ်တောက်မှုအချိန် နေဟာအလုံးအစိုးဝါဆုံးအခြေအနေကိုရောက်ရှိလာမှာဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပေါ်နေတဲ့စီးရဲသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာ